मैं मिया मीठा बारे सला तो तस्बी नमाज फैं ताऊबा नमाज यो फबू लू बादला तमयूठ है फैं यो या बादला छिम प्या पीजी छिमारे नाउ भी कोई लोन दूरे तो नमाज फ पिए पठमा मा सूरा का फिरू नचे दूतिया रकात मा सूरा इखलास नचे एलो फया डाला तीछे लोबा फी चा पी बाशें बिस्मिल्लाहिर्रहमानिर्रहीम सला तो तस्बी नमाज ले रकात मा သက်စဘီအချိန်300နဲ့ဖတ်တဲ့ဟာကိုဆလာတုသက်စဘီလို့ခေါ်တယ်အဲ့တော့ဆလာတုသက်စဘီနဲ့ပတ်သက်ပြီးတော့ဟာဒီစ်တွေကနေသိရတယ်ဆလာတုသက်စဘီဖတ်တယ်ဆိုရင်သူစီကနေဂုဏတွေကျွတ်သွားအဲ့တော့ဒီဂုဏတွေကဟာလာဂုဏစဂီရာကျွတ်တာလားကဗီရာကျွတ်တာလားဟာဒီစ်ရဲ့အတော်အလာကနေသိရတာတော့ဂုဏကဗီရာလည်းကျွတ်တယ်သို့တော့တခြားသောဟာဒီစ်တွေကိုထောက်ရှုခြင်းအဖြစ်ပညာရှင်တွေအများစုကပြောတာ ဂုဏကပိရာချုပ်ဖို့တောက်ပါလုံးမပဲဂုဏကပိရာချုပ်မယ်လို့အဲ့တော့နောက်တစ်ခါဘာလဲဆိုတော့ဆလာတုတောက်ပါဆလာတုတောက်ပါဆိုတာကတော့အဲ့လားဝူဇူအစ်တလုံးမယ်လုံးပြီးတော့တောက်ပါနိယတ်နဲ့နဖလ်နရကာတ်ဖတ်မယ်ဖတ်ပြီးဆလမ်လဲပြီးတာနဲ့အလောရှမြတ်တခင်ရဲ့ရှေ့တော်မောင်းမှာယူကျုံမရဖြစ်ပြီးငိုယိုပြီးတော့အလောရှမြတ်တခင်စီကနေမိမိကျူးလွန်ခဲ့တဲ့ဂုဏတွေကိုခွင်းလွှတ်မှုတောင်းခံမယ်ဟလာတဆက်ထဲမှာပဲဟလာတောက်ပါလုပ်ရဲဆိုတာ မိမိဘယ်လူတွေကိုပေးစရာရှိတယ်ဖူကူကူလ်အီဘတ်လို့ခေါ်တယ်အလ္လာဟ်ရဲ့ဘန္တာတွေကိုဘရုကိုအကျွေးတွေပေးစရာရှိတယ်ပေးလိုက်မယ်ဘရုကိုစော်ကားထားတဲ့တိတ်ခါချတာတဲ့ဒါတွေကိုတောင်းပန်မယ်ဘရုအသင်းနဲ့ပြောထားတဲ့ဒါတွေကိုတောင်းပန်မယ်စသဖြင့်ဒါတွေအားလုံးလုပ်ပြီးတော့ခုနကအလ္လာဟ်စီကနေခွင့်လွှတ်မှုကိုတောင်းခံမယ်ဒါကိုဆလာတုတောဘာလို့ခေါ်တယ်အဲ့တော့မိဘမှမေးထားတယ်ဆလာတုတက်စဘီဖတ်ပြီးရင်ဆလာတုတောဘာဖတ်ဖို့လိုသေးလားဆိုတော့ ตาวบาอีมาอธิกะก็อนัตตมุตาวบานะยูจุมยาဖြစ်ခြင်းမိမိလောက်ထားတဲ့အပြစ်ဂုဏဘောမှာနောင်တရခြင်းအရှက်ရခြင်းအဲ့ဒါကိုတာဝဘာလို့ခေါ်လဲဆလာတုတ်တသ်ဘီဖတ်ရင်တဲ့တသ်ဘီလည်းဖတ်မယ်နောက်ဆုံးမှာဟာလာဒွါရီရှိတဲ့အလ္လာဟ်မအင်းနီဇလမ်တုနဖ်စီဇุลမန်ကသီရအဒီဘကအလ္လာဟ်အလ္လာရှမီယတ်ခရင်ကျွန်တော်မျိုးဒီမိမိကိုမှာမိမိကိုအတွက် အလွန်အင်မတန်မတရားကျူးလွန်ခဲ့ပါတယ်ကျွန်တော်မားခဲ့ပါတယ်ဂုဏလုပ်ခဲ့ပါတယ်စသဖြင့်ဒီဒွာတွေဖတ်ရင်လည်းအသေးပဲကိုလည်းစဉ်းစားမယ်စဉ်းစားပြီးတော့ဟလာကိုယ့်ရဲ့အမားပေါ်မှာနှောင်သားရမယ်ဝမ်းနည်းမယ်ဆိုရင်ဒီစိတ်နဲ့ဆိုတာတသပြီဖတ်လိုက်ရင် အမတောက်ပါပြီးသွားမယ်ဆိုလိုတောက်ပါတက်တက်ဖတ်စရာမလိုတော့ဘူးဂုဏပုံစံနဲ့ဖတ်လိုက်မယ်ဆိုရင်နောက်တစ်ခုမေးဖို့မှမေးရတယ်ကိုယ်လွန်သွားတဲ့လူတွေအတွက်နဖီလ်နမတ်ဖတ်ပြီးပို့ရင်စသဖြင့်ဟလာစူရာကိုဒီလိုဖတ်လာဒီလိုဖတ်လာမေးရတယ် ပထမဆုံးအနေနဲ့မှတ်ထားမှာကကွယ်လွန်သွားတဲ့လူတွေကိုဟလာအီဘာဒတိမာလီယာလို့ခေါ်တယ်ပစ္စည်းဥစ္စာပတ်စံတုံးပြီးတော့လောက်ကုသိုလ်တွေလောက်ပေးလို့ရတယ်အီဘာဒတိဗဒနီယာလို့ခေါ်တယ်ခန္ဓာကိုယ်ကိုရင်းမြစ်လောက်ပေးရတဲ့ကုသိုလ်တွေရှိတယ်နမတ်ဖတ်တာတို့ရိုးစားထားတာတို့ဒီဟာတွေကတော့ဟလာတည်တဲ့လူအတွက်လည်းလောက်ပေးလို့မရဘူးရှင်တဲ့လူအတွက်လည်းလောက်ပေးလို့မရဘူးလူတယောက်ကွယ်လွန်သွားတဲ့သူဖရက်နမတ်စေကျွန်တော်ဖတ်ပေးလို့မရဘူးလူတယောက်ရှင်နေလဲသူဟာကျွန်တော်ဖတ်ပေးလို့မရဘူး ကျွန်တော်ကကျွန်တော်ဖတ်ရမယ်သူဟာသူဖတ်ရမယ်သို့တော်လည်းပဲတနည်းရှိတယ်ဘယ်လိုလဲဆိုတော့နဖီလ်နမာဇ်ကိုနဖီလ်ရိုဇာကိုကိုယ်တော်ပဲကိုထားမယ်သူသက်နီယတ်မဟုတ်ကိုယ်တော်ပဲကိုထားရင်လည်းဒီဆဝါဘ်ကိုသရိုးစီကိုပို့ပေးလို့ရဒီပုံစံပုံစံမျိုးရတယ်ဟာလာသူကိုစားကျွန်တော်ဖတ်လို့မရပါဘယ်ကျွန်တော်တော့ကျွန်တော်ဖတ်ရင်လည်းအဲ့ဒီဆဝါဘ်ကိုကွယ်လွန်သွားတဲ့ဘယ်ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ကိုပို့ပေးပါဆိုပြီးအလောရှင်မြတ်တခင်ထန်စီကနေဒွါတောင်းပြီးအဲ့ဒီပုံစံပို့ပေးလို့ရတယ် အဲ့ဒီမှာဟာလာအခုနပြောမေကောမှာမေးထားတယ်ဆိုတာကာဖီလုံးကိုနှစ်ချိန်ဖတ်တာတို့ဆိုတာအခလတ်ကိုနှစ်ချိန်ဖတ်တာတို့ဒီပုံစံတော့မရှိဘူးတစ်ချိန်ဖတ်ရင်လုံလောက်တယ်အခုနကဆလာတူတောဘာမှာကတော့ဟာလာအစဉ်ပြန်ချက်တွေမှာဒီလိုလာတယ်ပထမရကတ်မှာဆိုတာကာဖီလုံးဒုတိယရကတ်မှာဆိုတာအခလတ်ဖတ်ခြင်းကပိုကောင်းတယ်ဆိုပြီးတော့လာရှိတယ်